အားလုံးပဲမင်္ဂလာပါရှင်အခုတင်ဆက်ပေးမှာကတော့မာနရှင်မင်းသမီးလေးပုံမြင်ပေးဖြစ်ပါတယ်ရှင်တခါတော့ကဘောဂဝတီတိုင်းပြည်ကြီးမှာတော့ဘီရင်ကြီးရဲ့သမီးတော်ယူပကလေးရဟာအလွန်တရာချောမောလှပါပါတယ်သူမရဲ့လှဟာလူတွေသားမကနှစ်သမီးတွေတောင်တင်ဆိုင်လို့မရတော့အောင်ပါပဲဒါပေမဲ့မင်းသမီးလေးကသူ့ရဲ့လှကိုမန်တင်ပြီးဘဝင်မြင့်နေတတ်ပါတယ် ။တမ်းမြေသည်သည်ကမင်းကြီးမင်းသားတွေဟာမင်းသမီးလေးရဲ့အလှကိုဆွဲမကြပေမဲ့ယူပကလေးာကတော့ဘယ်သူ့ကိုမှ မတူမတန်ဘူးလို့ထင်ပြီးညှင်းပယ်လေးရှိပါတယ်။ဒီနေ့မှာတော့မဟာသေးပတိုင်းပြည်ကမင်းသားလေးမဟာသေးပဟာတခြားမင်းသားတွေလိုပဲလက်ဆောင်ပန္နာတွေနဲ့အတူမင်းသမီးချောလေးစီကိုရရှိလာခဲ့ပါတယ်။ပထမဆုံးနေ့မှာမင်းသားလေးဟာအလွန်တရာလက်ရမြောက်လာတဲ့ရွှေတဲ့ပစ္စည်းမျိုးစုံကိုလက်ဆောင်အဖြစ်ဆက်သပြီးချီးရေးဆိုပါတယ်။ ဒါပေမဲ့ရူပကလျာမင်းသမီးလေးကတော့ထိုးစံအတိုင်းမာနမချပဲညင်းပယ်လိုက်ပါတယ်။ဒုတိယနေ့မှာတော့မင်းသားလေးဟာငွေတဲ့ပစ္စည်းမျိုးစုံကိုလက်ဆောင်အဖြစ် ယူဆောင်လာပြန်ပါတယ်။ဒီတစ်ခါမှာတော့မင်းသမီးလေးရဲ့စိတ်ထဲမှာပါလို့ရွှေထက်တံပေါ်နေတဲ့ငွေကိုလက်ဆောင်ပေးရတာလေလို့အတေးပြီးစိတ်ရှုပ်ထွေးသွားပါတယ်။ တတရားနေ့မှာတော့မင်းသားလေးဟာအရင်တွေကထက်တံပေါ်များကြီးနေနဲ့ကြီးတဲ့ပစ္စည်းတွေကိုယူဆောင်လာခဲ့ပါတယ်။ဒီတစ်ခါမှာတော့မင်းသမီးလေးဟာဒေါသကိုမထိန်နိုင်တော့ပဲအသင်မင်းသားအကျွန်ုပ်ကိုတမင်သက်သက်စော်ကားနေတာလားနေ့စဉ်နဲ့အမျှတံပေါ်နေတဲ့ပစ္စည်းတွေနဲ့ခြေရေးဆိုတာဟာလူကောင်းတွေရဲ့အလုံးမဟုတ်ဘူးလို့ရန်တွေးပါတော့တယ်။ င်သားလေးကပြုံးပြီးစိတ်မဆိုးပါနဲ့မင်းသမီးအကျွန်တော်ရှင်ပြပါမယ်ပထမနေ့ကမင်းသမီးလေးရဲ့လှဟာရွှေလိုပဲတောက်ပါပြီးတံပိုးအကြီးဆုံးဖြစ်ခဲ့ပါတယ်ဒါပေမဲ့နေ့ရက်တွေကဆောင်းလာတာနဲ့အမျှအလှတရားတွေဟာလည်းတဖြည်းဖြည်းလျော့နေလာပါတယ်ဒါကြောင့်လက်ဆောင်ပနာရဲ့တံပိုးကိုလည်းလျှော့ချလိုက်ရတာပါလို့ရှင်းပြပါတယ် မင်းသားလေးရဲ့စကားကိုကြားလိုက်ရတဲ့အခါရှူပါကလေးအမင်းသမီးလေးဟာငိုင်းချသွားပြီးအတွင်းထဲထဲရောက်သွားပါတယ်။အပြင်မက်အလှရဲ့မတည်ငြဲတဲ့သဘောကို သူ့နားလေသဘောပေါက်လာပြီးတန်ဝေကရသွားပါတော့တယ်။အဲဒီနောက်မှာတော့မင်းသမီးလေးဟာသူ့မရဲ့မာနတွေကိုခွာချပြီးပညာရှိတဲ့မင်းသားလေးမဟာသိပ္ပရဲ့အချစ်ကို ကြည်ဖြူစွာလက်ခံလိုက်ပါတော့တယ်။သူတို့နှစ်ဦးဟာအတူတကွပျော်ရှင်စွာနေထိုင်သွားကြပါတော့တယ်။ ပုံမြင်လေးကတော့ဒါပါပဲရှင်အဆုံးထိနားဆင်ပေးခဲ့တဲ့အတွက်ကြောင့်အားလုံးကျေးဇူးအများကြီးတင်ပါတယ်ရှင်